Brown Law ကတာရီကိုသင်ခန်းစီးပေးတာကလုံးဝမလုပ်သင့်တဲ့အကြောင်းရှင်းပြလာခဲ့တဲ့ဆရာတော်အားလုံးပဲမင်္ဂလာပါဗမစ်နောင်ကနေကျဆွလိုက်ပါတယ်ပြီးခဲ့တဲ့လပိုင်းကဆိုရှယ်မီဒီယာမှာရှင်ဖြူပွဲတစ်ပွဲကအတော်လေးကိုနာမည်ကြီးခဲ့တာပေါ့ရှင်ဖြူပွဲကတာမန်လူတွေကျင်းပနေတယ်လို့ရှင်ဖြူပွဲမျိုးမဟုတ်နေခဲ့ပဲ Brown Law ကတာရီကိုရှင်ဖြူပေးတဲ့ပွဲဖြစ်နေတာကြောင့်ပေါ့မန္တလေးတိုင်းဒေသကြီးအတွင်းကရွာတစ်ခုကအစောပါရှင်ဖြူပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်လူသားစစ်စစ်တွေကိုမဟုတ်ပဲ Brown Law ကတာရီကိုရှင်ဖြူပေးတဲ့ပွဲကိုတခန်းတနာနဲ့ကိုကျင်းပခဲ့တာပေါ့ ဘရောင်လောကသားတွေကိုရှင်ပြုတ်ပေးတယ်ဆိုတာမကြားဘူးမမြင်ဘူးတဲ့အရာတွေမို့ရှုံချတဲ့သူတွေကလည်းများခဲ့ပါတယ်။အဆိုပါရှင်ပြုတ်ပွဲကျင်းပပြီးနောက်လာမှာပဲမြန်မာနိုင်ငံကလူအများကငလျင်ဘေးနဲ့ပြေးတွေ့လိုက်ကြရတာပေါ့။ငလျင်ဘေးကြောင့်ရဟန်းတန်ဃာတို့တွေတိလရှင်တွေအပါအဝင်လူအများကအသက်ဆုံးရှုံးရသလိုထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ ဒါကြောင့်မို့လဲခုလိုဖြစ်ရတာကဘရလောကသားတွေကိုရှင်ပြုတ်ပေးရင်သာသနာစည်းပေါက်သွားလို့လားလို့တန်တရားဝင်နေကြတာပေါ့။သကိုင်းတိုင်းမှာသတင်းသုံးနေကြတဲ့ဆရာတော်တပါးကလည်းဘရလောကသားတွေကိုရှင်ပြုတ်ပေးနေတဲ့အပေါ်မှာလုံးဝကိုသဘောမကျပါဘူး။ ရန်လောကသားတွေဆိုတော့ရှင်ပြုတ်ပေးလို့ရတဲ့ယာရီမဟုတ်ကြောင်းကိုလည်းသိအောင်ပြောပြလာခဲ့ပါတယ်။ရှင်ပြုတ်နာသားကတိမ်တက်တော့မယ်ဆိုရင်တိမ်ရင်တွင်းမှာမေခိုးများစွာမေးပြီးမှသာရှင်ပြုတ်နာသားကရန်ဝဲခွင့်ရှိတာပေါ့။တိမ်ရင်တွင်းမှာဆိုရင်လည်းလူသားစင်စစ်ဖြစ်လာလို့ဝင်းနေအတိုင်းမေးမြန်းတာမျိုးတွေရှိတယ်လို့ဆရာတော်ကရှင်းပြလာခဲ့ပါတယ်။ အကြောင်းရင်းကတော့ရှင်ပြုတ်နာတော့ဖို့ဆိုရင်လူတောင်းစင်စစ်ဖြစ်မှသာ ရှင်ပြုတ်နာတော့ခွင့်ရရှိတာကြောင့်ပါနတ်သားတွေဆိုရင်လည်းရှင်ပြုတ်ကသာသနာပြုဖို့အခွင့်အရေးမရှိပါဘူးဒါကြောင့်မို့လူတောင်းစင်စစ်မဟုတ်တဲ့ဘရောင်လော့ကသားတွေရှင်ပြုတ်နိုင်ဖို့ဆိုတော့လုံးဝကိုမဖြစ်တဲ့အရာလို့ထောက်ပြလာခဲ့ပါတယ် ဘရန်လောကသားတွေကိုရှင်ပြုတ်ပေးတယ်ဆိုတဲ့အယူဆမျိုးကထေရဝါဒအယူမှလည်းမရှိကြောင်းထောက်ပြလာခဲ့တာပေါ့ရှင်ပြုတ်လိုက်ပြီဆိုရင်လည်းထေရဝါဒဗုဒ္ဓဘာသာဆက်စစ်မဟုတ်တော့ပါဘူးလုံလို့မရဘူးလုံလည်းမလုံကောင်းဘူးလုံလည်းမလုံသင့်ဘူးလို့ဆရာတော်ကယုံကြည်မှုမှားယွင်းတဲ့သူတွေကိုသတိပေးလာခဲ့တာပေါ့ဆရာတော်အနေနဲ့ကတော့အစောပါရှင်ပြုတ်ပွဲကြောင့်ခုလိုဘေးရန်တရားတွေဖြစ်လာတယ်လို့ပြောတဲ့အပေါ်မှာသူကိုယ်တိုင်လည်းမသိတာမို့ထောက်ခံတာမျိုးမရှိပါဘူးဘယ်မဲ့ဘရန်လောကသားကိုရှင်ပြုတ်ပေးတဲ့ရှင်ပြုတ်ပွဲမျိုးကလုံးဝခုမလုပ်တဲ့ရှင်ပြုတ်ပွဲမျိုးလို့ဆိုပါတယ် လူအများအနေနဲ့ကိုလုတ်ချင်တာကိုဇွတ်ပြီးလုံနေတာမျိုးတွေကမဖြစ်သင့်ကြောင်းကိုလည်းထောက်ပြထားတာပါလက်ရှိမှာငလျင်ဘေးကြောင့်မို့သခိုင်းမျိုးရဲ့80ရာခိုင်နှုန်းကပြတ်ဆီးသွားခဲ့ပါပြီသခိုင်းမှာရှိတဲ့ဇေဒီပထိုးတွေဖုန်ချီကြောင်းတွေဆိုရင်လည်းရဆရာမရှိအောင်ကိုပြတ်ဆီးသွားတာကြောင့်ပါဆရာတော်တို့တရင်သုံးနေတဲ့ဝချက်ကျေးရွာဦးကဇေဒီလှအထက်ကြောင်းတိုက်ဆိုရင်လည်းနေလို့မရအောင်ကိုပြတ်ဆီးသွားခဲ့ပါပြီ တန်ရှင်းလို့ဖို့တော့မလွယ်ကူလောက်တဲ့အထိပျော်ကြကပြည့်စည်သွားတာပေါ့။ဇကိုင်းမျိုးကငလျင်ဘေးတံကလူလန်းခန်းစားနေရတာမို့တုံညာကနေပြန်ဆောက်ရမယ့်နေထားဖြစ်တယ်လို့ဆရာတော်ကတော့ယူဆပါတယ်။အခုလိုဖြစ်သွားပြီမဲ့လည်းလူအများအနေနဲ့စိတ်ပြအားရတာမျိုးမဖြစ်နေပဲပြန်လဲထူထောင်ရမှာလို့ဆရာတော်ကအားပေးလာပါတယ်။ငလျင်ဘေးကမိသားစုဝင်တွေအိုးအိမ်တွေကြောင်းတိုက်တွေကိုဆွဲယူသွားခဲ့တဲ့အတွက်အားလုံးကခန်းစားကြရပါတယ်။ ဒါပေမဲ့အချိန်ကြာကြီးထိုင်ပြီးခန်းစားနေလို့မရပဲအချိန်မီပြန်လဲထွထောင်ရမယ်လို့ဆရာတော်ကတိုက်တွန်းလာခဲ့တာပေါ့အဖက်ဖက်ကဘေးတွေကိုသခိုင်းမျိုးကခံနေရတာမို့တယောက်ကိုတယောက်ဖိမရင်ပြန်ရုံးထားကြမယ်လို့လဲဆရာတော်ကအဖေကပြောထားပါသေးတယ်ဘရလောကသားတွေကိုရှင်ပြုတ်ပေးတာကြောင့်စိပောက်သွားတယ်ဆိုတဲ့ပေါ်ယုံကြည်လားဆိုတော့ဘရဒတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်နော်အကြောင်းမျိုးမျိုးကြောင့်ကွယ်လွန်သွားခဲ့ရတဲ့သူတွေလည်းကောင်းရပုံပွားရောက်ရှိပါစေကြောင်းနဲ့ကိုကြီးကဆဲထောက်ပံ့ပေးသူအလုံးကိုကျေးဇူးထူးပဲတင်ရှိကြောင်းပြောကြားရင်းနဲ့နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ